ီမိုကရက်တစ်မြန်မာအသံ TVB ရဲ့အော်တိုဘားလ23ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့မြန်မာစစ်ကောင်စောင်အာဆီယံထိပ်သီးအစည်းအဝေးမတက်ဘူးလို့မလေးရှားဝန်ကြီးချုပ်ကအတည်ပြုပြောလိုက်တဲ့သတင်း၊ဒေါအောင်ဆန်းစုကြည်နဲ့ NLDCEC တချို့တွေ့ခွင့်ရတဲ့သတင်းမဟုတ်မှန်တဲ့သတင်းနဲ့မြန်မာပြည်တွေအုံပြုနေတဲ့ Starlink အလုံးပေါင်း2500ကျော်အပိတ်ခံရတဲ့သတင်းတွေနားဆင်ကြရမှာပါ။ လေးရှားနိုင်ငံမှာအခုသတင်းပတ်ကုန်ကျင်းပဖို့ရှိတဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာစစ်ကောင်ဆောင်တက်ရောက်ဖို့မရှိဘူးလို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကအတည်ပြုပြောကြားလိုက်ပါတယ်58ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ပတ်သက်ပြီးအာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့ဝန်ကြီးချုပ်အန်ဝါကအော်တိုဘာ22ရက်ကကွာလာလမ်ပူမြို့မှာပြည်တွင်းပြည်ပသတင်းသမားတွေနဲ့တွေ့ဆုံရမှာပြောကြားလိုက်တာလို့ဘနမာမလေးရှားသတင်းမှာဖော်ပြပါတယ်မြန်မာစစ်ကောင်ဆောင်ဗိုလ်ချုပ်မူချင်းမင်းအောင်လှိုင်အာဆီယံထိပ်သီးအစည်းအဝေး င်တက်ရောက်မှာမဟုတ်တဲ့အကြောင်းနဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးပတ်တိပတ်ခအကြအတဲအတွက်အာဆီယံအနေနဲ့ဘုံသဘောတူညီချက်၅ရပ်ကိုအခိုင်အမာဆွေးမြေးလိုက်နာဆောင်ရွက်သွားမယ်လို့မလေးရှားဝန်ကြီးချုပ်ကထပ်လောင်းပြောကြားပါတယ်။အခုတစ်ချိန်ထိတ်သိမ်းအစည်းအဝေးမှာမလေးရှားမြန်မာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆွေးနွေးမယ်လို့နိုင်ငံခြားရေးဝန်ကြီးကထုတ်ပြန်ပြောဆိုပါတယ်။ မလေးရှားမြို့တော်ကွာလာလံပူမြို့မှာအော်တိုဘာ26ကနေ28ရက်အထိကျင်းပမဲ့၃ရက်ကြာအစည်းအဝေးကိုပူးပေါင်းပါဝင်မှုနဲ့ရေရှိတည်တံ့ခိုင်မြဲရေးဆိုတဲ့ခေါင်းစဉ်နဲ့ကျင်းပမှာပါအစည်းအဝေးမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနေဒါဝန်ကြီးချုပ်မက်ကန်နေဘရာဇီးသမ္မတတောင်အာဖရိကသမ္မတဆိုင်ပရက်စ်သမ္မတနဲ့ဖင်လန်ဝန်ကြီးချုပ်စတဲ့ကမ္ဘာနိုင်ငံခေါင်းဆောင်တွေတက်ရောက်ကြမယ်လို့ဖော်ပြထားပါတယ်။ နေပြည်တော်မှာအချင်းချခံနေရတဲ့နိုင်ငံတော်အတိုင်ပင်ခပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုကော်မတီဝင်တချို့တွေ့ဆုံခွင့်ရတယ်ဆိုတဲ့သတင်းဟာမမှန်ကန်ဘူးလို့ဗဟိုကော်မတီဝင်ဒေါက်တာမျိုးညွန့်ကပြောပါတယ် NLD ဘ ഹു ကော်မတီဝင်တွေဖြစ်တဲ့ဒေါက်တာတင်မျိုးဝင်းနဲ့ဦးသိန်းဦးတို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်ကိုတွေ့ဆုံခွင့်ရတဲ့သတင်းတွေပြီးခဲ့တဲ့ရက်ပိုင်းကအင်တာနက်လူမှုကွန်ရက်မှာထွက်ပေါ်ခဲ့တာပါဒီသတင်းဟာမှန်ကန်မှုမရှိသလိုတန်တရားဖြစ်စရာအခြေအနေရှိတဲ့အတွက်ဒေါက်အောင်ဆန်းစုကြည်ရဲ့ကြားမှရေးကိုပုံပြီးစိုးရိမ်ရတယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဘ ഹു ကော်မတီဝင်ဒေါက်တာမျိုးညွန့်ကပြောပါတယ် ဒေါအောင်ဆန်းစုကြည်ကိုအားပေးထောက်ခံတဲ့ပြည်သူတွေကိုစိတ်ဓာတ်ရေးရတိုက်ခိုက်ချင်တာမကြခင်ပြည်လုံးပဲရွေးကောက်ပွဲကိုနိုင်ငံတကာကအမြင်ပြောင်းစေချင်တာတွေကြောင့်တည်အမှားတွေကိုစစ်ကောင်စီကရည်ရွယ်ချက်ရှိရှိဖြန့်ဝေနေတာလို့နိုင်ငံရေးအကျဉ်းသားဟောင်းမြောက်အဖွဲ့ဦးထွန်းကြည်ကမှတ်ချက်ပေးပါတယ် Starlink Internet ဝန်ဆောင်မှုရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ SpaceX ကမြန်မာနိုင်ငံမှာရှိတဲ့ကြမ်းဖြတ်ငွေလင်ခိုင်းတွေကလို့တန်တရာရှိတဲ့ Starlink အလုံးပေါင်း1500ကျော်ကိုပိတ်လိုက်တယ်လို့ SpaceX ရဲ့ Starlink လုပ်ငန်းဌာနဒုတိယဥက္ကဋ္ဌ Lauren Dreyer ကလူမှုကွန်ရက် X မှာဖော်ပြပါတယ်။ American Outlook တော်ကမြန်မာနိုင်ငံကငွေလင်ခိုင်းတွေနဲ့ Starlink ပတ်သက်မှုကိုစုံစမ်းစစ်ဆေးနေချိန်မှာအခုလိုပိတ်လိုက်တာပါ။ မြန်မာနိုင်ငံမှာကြားဖြန့်လုပ်ငန်းတွေကိုထိုင်းမြန်မာနယ်စပ်ကစစ်တပ်လက်အောက်ခါကရင်နယ်ခြားစောက်တပ် BGF ထိန်းချုပ်တဲ့နေရာတွေမှာအများစုလုကန်နေတာပါကရင်ပြည်နယ်မြဝတီမြို့နယ်ရှိ KK ပောက်ဝင်းအတွင်းကကြားဖြန့်ငွေလင်ရဇဝတ်ကိုင်းလုပ်ငန်းတစ်ခုကိုစစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းတဲ့အတွက်ကြားဖြန့်ခိုင်းသားတွေဟာထိုင်းနိုင်ငံတပ်ခရိုင်မဲဆောက်မြို့ကိုထွက်ပြေးတိမ်းရှောင်နေကြတာမှာ အော်တိုဘန်23ရက်နေ့အထိအယောက်900ကျော်ရှိသွားပြီဖြစ်ပြီးဒီကနေ့ညအထိဆိုရင်တထောင်လောက်ရှိလာနိုင်လိမ့်မယ်လို့မဲဆောက်တာဝန်ရှိသူတွေကခန့်မှန်းပြောဆိုပါတယ်။လက်ရှိထိုင်းဖက်ချန်တောင်ရင်မြစ်ကန်တလျှောက်နဲ့နယ်စပ်မြင်းတလျှောက်မှာထိုင်းစစ်တပ်ရက်ချမနူစစ်ကြောင်းနရစ်ဆွန်စစ်ကြောင်းနဲ့နေကြဆောင်တပ်ဖြင့်နောက်ထပ်လုံခြုံရေးတပ်ဖွဲ့တွေကိုပါအင်အားတုံးမြင့်ချထားပါတယ်။ဒီကြားထဲမှာမြန်မာအာဏာပိုင်တွေဟာလမ်းမဲ့အော်တိုဘန်25နဲ့26ရက်မှာလဲကြားဖြန့်ခိုင်းတွေကိုနောက်ထပ်ဝေရောက်နိုင်နေမယ်ဆိုတဲ့သတင်းတွေလည်း ထပ်ပေါ်နေပါတယ်။ဒါကြောင့်တစ်ဖက်နိုင်ငံကနိုင်ငံခြားသားတွေဟာခရင်းဆောင်အိတ်တွေကိုစီနဲ့အဆက်မပြတ်ဝင်လာကြတယ်။ဒီကနေ့ညအထိလူပေါင်းလူဦးရေတထောင်ကျော်ရှိလာနိုင်တယ်လို့တာဝန်ရှိသူတွေကခန့်မှန်းပြောဆိုပါတယ်။ရန်ကုန်မြို့ရဲ့ပအဝင်အနီးတဝိုက်မှာငလင်ငယ်တွေမကြာခဏဆူသလိုလှုပ်ခတ်နေတဲ့အတွက် စကိုင်းငလင်လိုငလင်ကြီးလှုပ်ခတ်မှာကိုမြို့ခံတွေစိုးရိမ်နေကြပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ19ရက်ည17:00နာရီဝန်းကျင်ကလည်းဒလမြို့ကိုဗဟိုပြုပြီးပြင်းအား3.6ရက်ချက်တာစကေးရှိတဲ့ငလင်လှုပ်ခတ်ခဲ့ပါတယ်။အဲ့ဒီငလင်လှုပ်ခတ်မှုကိုရန်ကုန်မြို့ခံတွေတိတိတသားခန်းစားခဲ့ကြရပြီးတိုက်တွေပေါ်ကနေစင်ပြေရတဲ့အထိစိုးရိမ်ခဲ့ရတယ်လို့မြို့ခံတွေကပြောပါတယ်။အောက်တိုဘာ22ရက်ည10:00နာရီဝန်းကျင်မှာလည်းရန်ကုန်တိုင်းကုန်းကြံကုန်းမြို့နဲ့ငါးမိုင်အကွာကိုဗဟိုပြုပြီးအင်အား3.3နှစ် င်းရှိတဲ့ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ပါသေးတယ်။ရန်ကုန်မြို့ဟာငလျင်ကြီးတွေအတီးကလှုပ်ခတ်တဲ့စကိုင်းပြည့်ရွေးနဲ့ကီလိုမီတာ30ဝန်းကျင်ဝေးပြီးမြို့နဲ့အနီးတစ်ဝိုက်မှာပြင်းအားမြင့်ငလျင်ကြီးတွေလှုပ်နိုင်တဲ့ပြည့်ရွေးကြောတွေရှိမနေဘူးလို့ငလျင်ပညာရှင်တွေကပြောကြားပါတယ်။